အာဖဂန်နစ္စတန်နိုင်ငံတာလီဘန်အစိုးရကတရုတ်ကုမ္ပဏီတစ်ခုနဲ့ချုပ်ဆိုထားတဲ့ရေနံတူးပေါ်ခွင့်စာချုပ်ကိုဖျက်သိမ်းခဲ့လို့နေကိုင်းအေရှားကပြောခဲ့ပါတယ်။တရုတ်ကုမ္ပဏီဘက်ကစာချုပ်ပါစည်းကမ်းချက်တွေကိုချိုးဖောက်ခဲ့ကြောင်းတာလီဘန်အစိုးရကဆွဆွဲခဲ့ပြီးနောက်စာချုပ်ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။ဒါကြောင့်တာလီဘန်အစိုးရဖွဲ့ကစီးပွားဆိုင်ရာအကြက်တဲတွေနဲ့ပုံမှန်ရင်ဆိုင်ရဖို့ရှိတယ်လို့ကြွမ်းကျင်သူတွေကတုံ့တက်ခဲ့ပါတယ်။ တာလီဘန်တပ်တူတွင်းနဲ့ရေနံဝန်ကြီးဌာနနဲ့တရုတ်ရဲ့ China Company ကလက်မှတ်ရေးထိုးခဲ့တဲ့အမှုဒါရရေနံဒူးဖော်ရင်နဲ့ထုတ်လုပ်ရေးသဘောတူညီချက်ရဲ့စည်းကမ်းချက်တွေကိုတရုတ်ဘက်ကစည်းကမ်းချိုးပေါက်ခဲ့တာကြောင့်စာချုပ်ကိုဖျက်သိမ်းလိုက်ပါတယ်လို့အာဖဂန်နစ္စတန်ရဲ့တပ်တူတွင်းနဲ့ရေနံဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူယာမာယန်အာဖဂန်ကပြီးခဲ့တဲ့သတင်းဘက်က H2 မှုမီဒီယာမှာရေးသားခဲ့ပါတယ်။ ဒီစာချုပ်ရာအာဖဂန်ရေနံတွေကို25နှစ်ကြာတူးပေါက်ခွင့်ရရှိမှာဖြစ်ပေမဲ့စာချုပ်ချုပ်ဆိုပြီးနောက်နှစ်နှစ်ကြာမှာတာလီဘန်တို့ဘက်ကဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။အဲချိုင်းနာရေနံနဲ့တံခွေကုမ္ပဏီကပထမ3နှစ်တွင်ဒေါ်လာသန်း940ရင်းနှီးမြှုပ်နှံပြီးအာဖဂန်ကနေ့စဉ်ရေနံတန်ရင်တထောင်ထုတ်ယူဖို့စီစဉ်ခဲ့ပါတယ်။သဘောတူညီမှုရာအာဖဂန်နစ္စတန်ကတူးပေါက်ရရှိတဲ့ရေနံစုစုပေါင်း20ရာခိုင်နှုန်းကိုရရှိမှာဖြစ်ကာအချိန်ကြာလာတဲ့အများတစ်ဖြည်းဖြည်းတူပါ85ရာခိုင်နှုန်းထိရရှိမှာဖြစ်ပါတယ်။ဒါအပြင်အာဖဂန်မှာဒေသခံ3000ကျော်အလုပ်ကိုင်တွေရရှိမယ်လို့စာချုပ်မှာသတ်မှတ်ထားပါတယ်။ ဒါပေမဲ့ App China ကုမ္ပဏီဘက်ကဒီစည်းကမ်းချက်တွေကိုလိုက်နိုင်ဖို့ပြက်ကွက်ခဲ့ပြီးရင်းနှီးမြှုပ်နှံမှုတွေနှောင့်နှေးခြင်းအဘိုးစုရေးတွေပေးဖို့ပြက်ကွက်ခြင်းနဲ့လမ်းဒါအားလိုက်တောက်သုံးရင်ထောက်ပံ့မှုတွေလိုအခြေခံစောင့်ဝင်စီမံရေးတွေနဲ့ပတ်သက်တဲ့သဘောတူညီချက်တွေကိုမျက်ကွယ်ပြုခဲ့တဲ့အတွက်တာလီဘန်အစိုးရကစာရွက်ကိုဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။သဘောတူညီချက်ကစာရွက်ပေါ်မှာပဲရှိရမှာမဟုတ်ပါဘူး။ကုမ္ပဏီဘက်ကစီရင်ချက်တွေကိုမလိုက်နိုင်နိုင်ဘူးဆိုရင်ကျွန်တော်တို့ရဲ့မြေပေါ်မှာဆက်ပြီးအလုပ်လုပ်ခွင့်မရှိနိုင်ပါဘူးလို့ရာမိုင်းအာဖဂန်ကပြောကြားခဲ့ပါတယ်။